မက်ဆီကိုမှကြော်ပြီးအမေကျော်တွေးတော်လွမ်းနေလို့လူပြောစရာဖြစ်ခဲ့တဲ့အာဂျင်နီးနားမျိုးသမီးလက်ဝေးစစ်တိုက်စစ်မှုဂျာမီလာရဲ့ဖြစ်ရပ်အားလုံးပဲမင်္ဂလာပါဒါအတီးတဲ့ဂျာယီတို့ channel ကနေပြန်လည်ပြီးတော့ဂျိုဆိုလိုက်ပါလေကဘာတော်ဘောလုံးသားတွေဟာဆိုရင်အပြောဆုံးတောသုံးစကားတွေရဆိုရင်တော့ဘောလုံးချစ်ပရိသတ်တွေအများစုရဲ့ idol ကစားမားတွေလို့တတ်မှတ်လို့ရပါလေပရိသတ်တွေကလည်းသူတို့အကြိုက်ဆုံးတဲ့အလေးစားဆုံးကစားမားတွေရဲ့ရုပ်ပုံတွေကိုခန္ဓာကိုယ်ပေါ်မှာတည်တဲ့အထိပါမဲ့ဓာတ်တူးတွေထိုးပြီးတော့ချီချူးဂုံပြကြလဲ အားလုံးသိကြမှာပါဒါကြောင့်နမဲကျော်ဘောလုံးသားတွေရဲ့ပုံတွေကိုခန္ဓာကိုယ်မှာတတူးထိုးဂုံပြူကြသူတွေလည်းကဘာရဲ့ရဲ့မှာအများပြားကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်ထူးခြားတာကတော့အာဂျင်နာမျိုးမီလက်ဝေးစဉ်ဘောလုံးသင်းရဲ့တိုက်စစ်မှုယာမီလာရိုဒရီဂက်စ်ဟာသူ့ရဲ့ဘဲဘက်ခြေောက်မှာတော့ဘောလုံးလောကရဲ့နမဲကျော်ဂိုးသွင်းပြင်တိုက်စစ်မှုကြီးခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပုံကိုတတူးထိုးထားခဲ့တာလည်းဖြစ်ပါတယ်ယာမီလာအသက်28နှစ်ရွယ်ရှိဖြစ်ပြီးတော့အာဂျင်နာလက်ဝေးစဉ်မျိုးမီအသင်းရဲ့တိုက်စစ်ပိုင်းမှာအရေးပါတဲ့ကစားမတူလည်းပဲဖြစ်ပါတယ် ယာမီလာအာဂျင်နာကလပ်ဘိုကာဂျူနီယာဇာမဟောင်းတူဖြစ်ပြီးတော့ဘရာဇီးကလပ်အသင်းတွေဖြစ်တဲ့ဖာမီယက်ဆန်တိုးစ်အသင်းတွေမှာကစားခဲ့သူဖြစ်ပြီးလက်ရှိမှာတော့ဘရာဇီးကလပ်ဂရီမီယိုအသင်းမှာကစားနေတာပဲဖြစ်ပါတယ်။ယာမီလာဘဲဂျီညာဂျီနှစ်ဖက်စလုံးအားတန်တဲ့ဇာမတူလည်းဖြစ်လို့အသင်းတို့အရေးပါတဲ့ကစားသမားတူပဲဖြစ်ပါတယ်။ယာမီလာအားသာချက်ကတော့မိန်းမပြီးပြီးအစားစားချက်ပြတာထက်ဂိုးသွင်းဆိုင်ပို့ပြီးတော့ကောင်းတယ်လို့ကလပ်သင်းရဲ့နိုင်ငံအသင်းမှာလည်းခြေစွမ်းပြဂိုးတွေသွင်းထားနိုင်တဲ့ဇာမပဲဖြစ်ပါတယ်။ယာမီလာထူးခြားချက်အနေနဲ့ကတော့ရေပြားပေါ်က တတူးတွေပဲဖြစ်ပြီးအထူးသဖြင့်ဝေဖန်မှုမြင့်တက်နေတဲ့ဘဲဘက်၆၆ပေါ်ကပေါ်တူဂီသားကြီးအတိတ်ဆောင်ပဲစိတ်တကောင်လို့လက်သတ်မှတ်ခံထားတဲ့ဂန်ဝင်တွင်မဲ့တိုက်စမှုကြီးခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပုံပါတတူးပဲဖြစ်ပါလေဒီတတူးပုံကြောင့်အာဂျီနာနိုင်ငံဘောလုံးပရိသတ်တွေဟာရာမီလာကိုပြင်းပြင်းထန်ထန်ဝေဖန်နေခဲ့ကြပြီးနိုင်ငံဘောလုံးအုပ်ဆောင်ဂုံဆောင်စိတ်ကြီးမက်ဆီကိုမချစ်ဖဲနဲ့အမေဂျော်ဒွေးတော်လွမ်းပြီးတော့ဇီရော်နယ်ဒိုကိုချစ်ပြလိုက်တာဟာအမားကြီးတကူဂျူးလွန်တို့မျိုးကိုဆက်ဆံခဲ့ကြပဲဖြစ်ပါလေဒါမဲ့ရာမီလာအခုလိုစိတ်ကြီးငတိုးရဲ့ပုံကို တတူးထိုးတာတာအာဂျီနာနိုင်ငံဘောလုံးသူရဲ့ကောင်စိတ်ကြီးမဆီကိုသဘောမကျတဲ့အဓိပ္ပာယ်မသိအောင်ကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်။ဒီလိုတတူးထိုးရတာကလည်းယာမီလာမှာတီးကြတဲ့အကြောင်းပြချက်တစ်ခုကရှိနေခဲ့ပါတယ်။အနာကသူ့အနေနဲ့စိတ်ကြီးငါတို့ကိုအရင်ကလေးစားအားကြားခဲ့ရသူဖြစ်သလိုရော်နယ်ဒိုရဲ့ဇန်နမူနာယူတိုက်တဲ့ကစားပုံလေးချင်မှုနဲ့ပြင်ပလူနေမှုပုံစံတွေကြောင့်လည်းရော်နယ်ဒိုရဲ့ပုံကိုတတူးယူထိုးကဂုံပြုထားတာဖြစ်တယ်လို့ရှင်းပြခဲ့ပါသေးတယ်။ယာမီလာသူ့ရဲ့ခြေထောက်မှာပဲရှူရော်နယ်ဒိုရဲ့ပုံပြင်နိုင်ငံရဲ့ရေနာလို့သတ်မှတ်ခံရတဲ့နာမည်ကျော်အာဂျင်တိုင်းသား ဘောလုံးကူးလူမာရဒိုနာရဲ့ပုံကိုလည်းဘယ်ဘက်ပေါင်းမှာပဲတတူးထိုးထားခဲ့သေးတာဖြစ်ပါလေ။ဒါတောင်ယာမီလာလှုပ်ရက်ကနိုင်ငံလက်ဝေးစင်အသင်းကောင်းဆောင်စိတ်ကြီးမစီမော၄သောင်းမရှိခြင်းနဲ့မသက်ဆိုင်ပဲလူမှုကွန်ရက်ပေါ်ကပြည်သက်တချို့ကသာပွဲရှာပြီးတော့ဝေဖန်တိုက်ခိုက်နေလို့တောင်တတ်မှတ်လို့ရပါလေ။မိတ်ဆွေတို့လည်းကိုကြိုက်တဲ့ဘောလုံးသမားကိုတတူးထိုးတာဘာလို့တလောက်တောင်ဖြစ်ပြနေလဲလို့ထင်ကောင်းထင်နိုင်ပါလေ။ဒါမဲ့ဘောလုံးအားကစားနည်းဟာအာဂျင်နာပြည်သက်တွေရဲ့တဲကြီးကြိုက်အားကစားနည်းဖြစ်လို့ဘောလုံးနဲ့ပတ်သက်ရင်ထူးပြင်းနိုင်ငံကုံဆောင်မက်ဆီ မာရာဒိုနာတို့လိုအကျော်မော်ကြီးနဲ့ပတ်သက်ပြီးတော့မှအရန်ကိုဆက်ဆက်ထိမကန်အကဲဆက်လုံးတဲ့အတွက်ယာမီလာဒီလိုမျိုးပြောဆိုခံရတာဟာတာမန်ပါပဲ။စုံလေးကြည့်ပြီးလုံးအားလုံးကိုကျေးဇူးတင်ပါတယ်။